အဲဆိုတော့ဒီမာမကန်ကိန်းနဲ့ဖြစ်ပေါ်နေတဲ့ကိစ္စအခုလိုဟိုမှာပြောကြားလို့ပါတယ်ဆိုတော့ဒါဒီနေရာမှာတော့ဒါဆိုတော့တော့ဒါဒါမာမကန်ဆိုတော့ဒါဒီကျွန်တော်တို့1956ခုနှစ်ဆက်တဲ့စတင်မှဒါကျွန်တော်တို့ဘာဝမာဘက်ပဒံမျိုးကျွန်တော်အတူလည်းတွဲပြီးမှအာဒီဆောင်ရွက်ကြရမျိုးဖြစ်ပါတယ်အဲအဲ့ဒီနောက်ကျွန်တော်2013မှာဆိုရင်ကျွန်တော်ပြန်လဲမှဒါအဲ့ဒီနောက်ဆက်သွဲစာချုပ်ပဒံမျိုးထပ်ပြီးမှကျွန်တော်ရေးထိုးထားတာမျိုးရှိရှိတယ် တော့ပြီးခဲ့တဲ့2023မေလမှာလည်းကျွန်တော်ဖြစ်မှန်မှအဒါကျွန်တော်မခွေတာခေါ်လာမှာပဲအာဖာကျုပ်တွေဆက်လက်မှာအကောင့်တွေပေါ်ဖို့ဆက်လက်မှာဒီလုပ်ငန်းတွေအာဒီအခုသူကညဉ့်ညွတ်နဲ့ဆောင်ရွက်ဖို့လည်းကျွန်တော်ဒီစံပြစ်တွေအရှိထားပါတယ်ပြီးတော့ဒီနှစ်တိုင်းနှစ်တိုင်းအ ਨੇ ဆုံးတစ်ချိန်ဘူကွန်မတီရှင်အာသူ့ဆောင်မှုအာသူ့ဆောင်မှုလုပ်ငန်းတွေညီနိုင်ဖို့လည်းကျွန်တော်ဆုံးဖြတ်ထားတာမျိုးတခုစီထားတာမျိုးတွေရှိပါတယ်အဲတော့လည်းပဲဒီ အစီကလာပြင်ဆင်နေတဲ့ကာလတွေဖြစ်တော့ဒီအစီအွေးတွေကအာဒီတတ်မှတ်ထားတဲ့အတိုင်းလုပ်ဖို့မဖြစ်သေးဘူးမဖြစ်သေးတဲ့ကာလတွေမှာတချို့ညှိနှိုင်းမဲ့ကိစ္စတွေမရင်ဒီညှိနှိုင်းဖို့အချိန်ကမရောက်သေးတော့စီးပွားဖြစ်သေးတော့ဒီတချို့ပြည်ပြင်းမှာအရင်ပြဿနာလေးနည်းနည်းပါနာဖြစ်ပွားတော့ဖြစ်ပွားသွားတာမျိုးဖြစ်တာဖြစ်ခဲ့တယ်အဓိကကတော့ဒီဒီတော်လေး အဲစဉ်းစားနေတဲ့အခါမှာတိတ်ပြီးမှဒီအဖို့ထစ်တဲ့ခက်ခဲတဲ့အများကြီးအဲမရှိပြီမဲ့ဒီဒီဒီမျိုးတွေကိုဒေတာတွေကိုတာဝန်ယူပြီးမှအောက်ချုပ်ပြရတဲ့ခါမျိုးမှာဆိုတော့အာဒီလိုမျိုးအဖို့ထစ်တွေဖြစ်ပေါ်လာပါတယ်။ငါလိုမျိုးဖြစ်ပေါ်လာလဲဆိုတော့ဒီပြင်ကတော့ဒီဒီကျွန်တော်ဒေတာကိုတာဝန်ယူပြီးမှခုနအဆက်အဆက်ဆက်ရပါတော့။အာဒီဒီအောက်ချုပ်ရေးရောစေးရေးရောအာကကွေးရောဖုန်ရေးရောအဲ့လိုမျိုးပဲပေါင်းစုံတာဝန်ယူပြီးမှအဆင်မအောက်ချုပ်တဲ့နေရာမျိုးမှာဆိုရင် လူစုတကောလုံထုံပေးရတဲ့နေရာမျိုးမှာဆင်ဒီနေပြည်တကူတမှာကဒီလက်နက်ကန်ဖွဲ့အများရှိနေတဲ့ဆင်ဒါလူခုတွေပေါ်အာဒီဖြစ်နေမှာဒီတက်ရောက်မှုပေါ့နော်အလုံးမဲ့ပြင်ထန်ပါတယ်ဟိုဖွဲ့ကလည်းအာဒီငွေငွေကြေးကောက်ခံနေဒီဖွဲ့လည်းငွေကြေးကောက်ခံနေဟိုဖွဲ့လည်းအာဒီလူအာဒီလူကောက်တယ်ဒီဖွဲ့ဒီဖွဲ့လည်းလူခေါ်ရဆင်လူထုတွေအာအတော့အလုံးမဲ့ခက်ခဲခက်ဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီ လူထုကိုလုံခြုံမှုပေးဖို့အစီအမံတဲ့နေရာမှာဆွန်ရတဲ့နေရာမျိုးမှာဆိုရင်ဒါမျိုးအဖို့ထစ်တွေဖြစ်ပေါ်လာပါတယ်ဆိုတော့ဒီဟာကိစ္စကိုလည်းဒါငကိုတုံးကဒီကျွန်တော်တို့စာချုပ်သုံးခုနဲ့ကျွန်တော်တို့အာဒီသဘောတူညီမှုတွေရှိထားသလိုအခုဒီပြည့်ပြည့်နေတဲ့ဒီပုံမှန်ဒါဒီကျွန်တော်တို့ဒီတစ်နှစ်တစ်ကြိမ်သုံးဆောင်မစီဝေးကလည်းကျွန်တော်တို့မကြမီဖြစ်ပွားဖို့ရှိပါတယ်အခုမှဆိုရင်တော့ဒါကျွန်တော်တို့ဒီကျွတင်ပြည့်စုံမှုစီဝေးကျွန်တော်တို့ဆောင်ရွက်ပြီးပါပြီအခုကတော့ဒါနေရာသတ်မှတ်နိုင်ဖို့အတွက် တို့ဆောင်ရနေပါတယ်အာနေရာတက်မှတ်ပြီးပြီစင်တော့မကြာရင်မကြာတော့ဘူးเนาะမကြာမီကာလာပြင်းနေမှာကျွန်တော်တို့ဒီတွေ့ဆုံပြီးမှာဒါကျွန်တော်တို့ဘလိုမျိုးအာဘုကောင်ဆောင်ရကြမလဲဘုเนาะကချီလိုမျိုးနဲ့တောင်လိုမျိုး PSN တကယ်ဟိုကြားမှာဘလိုမျိုးကောင်ဆောင်မှုတွေလောက်ကြမလဲဘုเนาะဒါကျွန်တော်တို့ဆွေးနွေးသွားဖို့ရှိပါတယ်အာဟုတ်ကဲ့ပါ မင်းမြန်တဲ့မီဒီယာများကျေးဇူးတင်ပါတယ်အပထမမေးခွန်းပါဆိုရင်တကယ်လို့စီကောင်စီကဒီလာရှိုးမြို့မှာပြန်မလဲ အာအုပ်ချုပ်တလူမျိုးအာမြို့ငါမြို့ကိုပြန်လဲကမ်းလှမ်းနိုင်ကျမတို့ကလက်ခံပါလားဆိုတဲ့ဟာကတော့အာဖြေချခြင်းတော့ကတော့အလက်ရှိအချင်းဒီဒီတောက်ဆုံချက်ကကျမတို့ဘက်ကအာတဘောတူတာမျိုးမရှိသေးပါဘူးအာတဘောတူညီမှုမရရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကအာပြီးဆုံးသွားတာဖြစ်ပါတယ်အဆက်လက်ပြီးတော့မှကျမတို့ကတော့ဒီအာအခြားဒီတွေ့ဆုံဆွေးနွေးမှုဆောင်ရွက်နိုင်ဖို့အာစဉ်းစားတာမျိုးချိန်ဆထားတာမျိုးတွေရှိပါတယ်ဟုတ်ကဲ့ပါဟုတ် ဆက်လက်ပြီးတော့မှဒီတိဒခံတွေကိုဘလို့မထိခိုက်အောင်ဘလို့စဉ်းစားထားလဲဘလို့ထက်တွန်းစဉ်းစားလဲဆိုတော့ကျမတို့ကဒီဒုတိယနှစ်ကိုစစ်စစ်ရေးပေါ်ဆောင်တဲ့အချိန်မှာလဲဒီအယက်တာထိခိုက်မှုနဲ့ပါအောင်အယက်တာထိခိုက်မှုမရှိအောင်ကျမတို့အစွမ်းကုန်လှုပ်ဆောင်တာမျိုးတွေရှိပါတယ်အဲ့တော့ပြင်မဲ့လေစစ်ကောင်စီဘက်ကဒီအယက်တာတွေပုံမှာရွယ်ချက်ရှိရှိဥတီပုံကျဲတိုက်ခိုက်တာမျိုးရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုးတွေပိုလောက်လာတဲ့အတွက်အယတာထိခိုက်မှုသိဆုံးမှုအထိခိုက်တရားမှုမှာအထိခိုက်တရားမှုက18သိနေတာဖြစ်ပါတယ်။ဒါတို့ပြင်မဲ့အကြောင်းကိုကျမတို့ကဒီအယတာတွေရဲ့အထိခိုက်သိဆုံးမှုတွေအထိခိုက်တရားရမှုတွေအထိပါမှုတွေမရှိရလေအောင်ကျမတို့ကဒီလိုမျိုးသိဆုံးဆွေးနွေးမှုဆောင်ရွက်တာဖြစ်ပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုမှာကျမတို့ဒီတောင်းဆိုတင်ပြချက်ကဒီအထိကအဖြစ်တော့ဒီအယတာအထုပြင့်လူထုတွေအကာအကွယ်ပေးနိုင်ရေးဖြစ်ပါတယ်။ အာဆိုတော့ကဒီအယတားတွေကိုထက်မှန်ပြီးတော့မှမထိခိုက်အောင်ကျွန်တို့ကတော့အနေလမ်းမျိုးစုံနဲ့ရှာဖွေဆောင်ရွက်မှာဖြစ်ပါတယ်အထက်မှန်ပြီးတော့မှလက်ရှိဒီလေချောင်းရံကကွယ်ဆောင်ရွက်နိုင်ဖို့လဲကြိုးပမ်းတာမျိုးတွေရှိပါတယ်အထက်ဘက်မှာလည်းဒီအယတားတွေကကွယ်ချင်းဒီကျွန်တို့ရဲ့ဒီတာဝန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကဒီအယတားတွေအမထိကအထက်မှန်ပြီးတော့မှကကွယ်ဆောင်ရွက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ နောက်တစ်ခုကတော့ဒီတရုတ်ပါဝင်မှုရဲ့အတိုင်းအတာကဒီဆွေးနွေးပွဲမှာဆိုရင်ဘယ်လောက်ထိအရေးကြီးလဲဆိုတော့အလွန်အရေးပါပါတယ်ကျွန်တော်တို့ဒီနှစ်ဖက်တွဲဆုံနိုင်ဖို့တရုတ်ဆိုရကအစီအမံဆောင်ရွက်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့မှဆွေးနွေးမှုအောင်မြင်တော့အောင်ဆွေးနွေးမှု အဖြစ်အရှာအထွက်တဲ့အထိပေါ့နော်ရလက်ကောက်တစ်ထွက်အောင်တရုတ်ဆိုရရဲ့ပါဝင်ပုံမှုကအလွန်ပင်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တစ်ပင်းတမန်မှာဖြစ်ဆိုရမှာဆိုရင်တော့ဒါ အာလာရှိုးလို့ပုံစံမျိုးမဖြစ်ရတော့ဒါဒါဒီကျွန်တော်တို့ဟိုဒီကျွန်တော်မမေးရရောကျွန်တော်တို့စုတွေရောဒီကျွန်တော်ညီညီညွတ်နဲ့အဲလက်တော်ရမအာတောင်းမစင်တော့ဒါကြော်ဖားနိုင်မယ်လို့ယူဆပါတယ်တပ်ပွဲတွေကတော့ဒါဒီအဲဒီဆွေပွဲမှာဒီကျွန်တော်နှစ်ဖက်တင်တာတဲ့ဟာကဒီသဘောတူချက်မရသေးဘူး ရာသီဥပ္ပစ္စေနော်ဒီတက်ခွဲကတော့ဒါဆက်ချိနေမယ်ထားမှုတော့ဖြစ်တယ်အတတော်ကြလဲအခုကဒီတရင်ငလုံးဒီငလျင်ပိဒံကန်ဆာနီယာရဲ့တော့ဒါကျွန်တော်တို့ဘက်ကတော့အခုကိုခုခံကာကွယ်ခြင်းမပါဒါကျွန်တော်လို့စေအဲထိုးစစ်တမျိုးဟိုတော့ဆောင်ရွက်ဖို့မရှိသေးပါဘူးအဒီကကတော့ဒါလူထုတွေကျွန်တော်တို့ဒီငလျင်ပိဒံကနေမှပြန်လဲအဲဒီအပြန်လဲမှခုနလူသားချင်းဆန္ဒတဲ့ထောက်ထားမှုလုပ်ငန်းတွေ ပြန်လဲမှာကေစမှုလုပ်ငန်းนี่ဒါဆောင်ရွက်နေဖို့တက်ဖြစ်ပါတယ်ဗောနော်ဆိုတော့အာမုတ်ကိုပေးနိုင်မလားဟာပေးပေးနိုင်မလားဗောလည်းမျိုးတော့လောဆယ်အဲ့အဲ့လိုမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်နဲ့တူတက်ပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒေတာရမှာဖြစ်တယ်လို့ကျွန်တော်ဒီတက်ပွဲအောင်မြင်အောင်တော့ ဒီဒီနေမီကနေမှဒီဆက်နာချင်းချင်းလေးအထွက်ခွာတော့အောင်ခုပေါင်းဆွေးခဲ့ကြတဲ့လူထုတွေရဲ့အတန်နဲ့ဒါကျွန်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်ဗျနော်အဲကြောင့်လို့ဒီဟိုအပေးနိုင်မလားဒီအပေးနိုင်မလားဘယ်လိုမျိုးတော့လောဆယ်မရှိသေးပါဘူးလောဆယ်ဒါကျွန်တော်ဘက်ကအရက်တိချက်ကတော့ဆိုဆိုကတင်ပြတဲ့အတိုင်းပဲရောက်တဲ့နေရာကနေရက်တိုက်ခိုက်မှုတွေရက်လူထုဒီကိုယ်တော်လာဆောက်တော့လောက်နေပေးပါနော်ဆိုတော့အဲ့ဒီအုံချက်နဲ့ကျွန်တော်ဟိုရက်တိထားပါတယ် ဆိုတော့ပြီးတော့ဒီ election မှာ election ကကျွန်တော်လောဆယ်ပါတော့ဒါဒါဒီပေါ်မှာသဘောထားမရှိပါဘူးဘာဖြစ်လဲဆိုတော့ဒီဟာကဒါလူထုအော်ဒီရမစင်ကလူထုလိုလားတဲ့အဲယူကပဲလည်းမဟုတ်တဲ့တည်းဒီပေါ်မှာတော့မချိပေးစရာမရှိသေးပါဘူးနောက်မှဒီကျွန်တော်တို့အာ NGO မနော်ဆိုတော့ကျွန်တော်နေနေကတော့လောဒီ အဲဒီဒီအကုန်လုံးပေါ့နော်ဒီကျွန်တော်နိုင်ငံပြန်လည်မှာကောင်းမွန်လာအောင်ဟာဥမော်လာအောင်အာထူထောင်တဲ့ဆောင်ရွက်ကြတဲ့မစ္စတာနေအကုန်လုံးနဲ့ကျွန်တော်ချိတ်ဆက်မှာဆောင်ရွက်ထားတာမျိုးရှိပါတယ်ဆိုတော့အဲ့ဒီကနေစင်ဒီကျွန်တော်နေ့လာမှာ CSO ဆိုရင် CSO ကနေမှာဒီကျွန်တော်သား CSO နဲ့တခြား CSO နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးလည်းရှိပါတယ်ကျွန်တော်နိုင်ငံရေးပါတီဆိုလည်းနိုင်ငံရေးပါတီကနေမှာဆောင်ရွက်တာတာမျိုးရှိပါတယ်စနစ်ကံ policy ဆိုရင်ဒါကျွန်တော် PSF တင်လေးကနေမှာ ဒီဒတမစစ်စစ်မှာဆွဲထားတာမျိုးရှိပါတယ်ဆိုတော့နိနာပေါင်းစုံနဲ့ကျွန်တော်တို့ကုပေါင်းမှုမှာပါဝင်နေတာမျိုးရှိပါတယ်အာအရှိမှလည်းဒီလိုမျိုးပဲကျွန်တော်ဆက်လက်ပြီးမှသွားဖို့ရှိပါတယ်အထူးသဖြင့်ကတော့ဒီအဲဒီကျွန်တော်တို့ဒီအခုရှိနေတဲ့ဒီလူတော်နဲ့ဖြစ်စင်မှာဆိုတော့ဒါကျွန်တော်တို့ဒီတန်းငငယ်အာတပ်မခံကော်မတီကနေမှအာ UCV မှာဒါဆောင်ရွက်နေတာမျိုးရှိပါတယ်လို့ပြောကြားလိုပါတယ်ကျေးဇူးပါခင်ဗျာ